်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်လက်အောက်ခံကိုကန့်ကောင်းဆောင်ဟောင်းပယ်ဆောက်ချိန်အပါဝင်ခုနှစ်ဦးကိုတည်တံနှင့်ဆိုင်းငံ့တည်တံများတရားရုံးကချမှတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာစစ်တပ်လက်အောက်ခံကိုကန့်ကောင်းဆောင်ဟောင်းပေဆောက်ချိန်အပဝင်ခုနှစ်ဦးကိုတည်တံနှင့်ဆိုင်းငံ့တည်တံများတရုတ်တရားရုံးကယနေ့ချမှတ်လိုက်ကြောင်းတရုတ်နိုင်ငံမှလာသောသတင်းများအရသိရှိရပါသည် ရှင်းနှစ်နိုဝင်ဘာလ၄ရက်နေ့ကွမ်တုံပြည်နယ်ရှမ်းကျန်းမြို့တရားရုံးကပေမီတာစုများကကျူးလွန်ထားသောရာဇဝတ်ကိုင်းဤအမှုများအတွေ့ရင်ကဲ့သို့တည်တံပြစ်ဒဏ်များချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။မြန်မာစစ်တပ်ကကြောထုံနောက်ခံပေးခဲ့သောကိုကန့်ကောင်းဆောင်ဟောင်းပဲ့ဆောက်ချင်းပေရင်ဆန်ရန်လီချန်ခူလျှောက်ကျန်းနှင့်ချိန်ကွန်ကြီးစုစုပေါင်းတရက်ခန့်၅ဦးကိုတည်တံချမှတ်လိုက်ကြောင်းသိရပါတယ်။အခြားတရက်ခန့်၅ဦးဖြစ်တဲ့လီဖူဆိုးနဲ့လီစစ်တဲတို့ကိုနှစ်နှစ်ဆိုင်ငံ့တည်တံချမှတ်ခဲ့ပါတယ်။ ကော့ကျန်ကျိတ်နဲ့ function အပါဝင်တရခန်းကားဥကိုထောင်းထန်တသက်ချမှတ်ခဲ့ပြီးလီလုံဟွာနဲ့လောဝွန်တင်အပါဝင်တခြားတရခန်းကိုဥကိုထောင်းထန်20နှစ်မှ3နှစ်အထိချမှတ်ခဲ့ပြီးငွေဒဏ်ပစ္စည်းသိမ်းယူခြင်းနဲ့ပြည်နယ်ဒဏ်ပေးခြင်းကဲ့သို့သောနောက်ဆက်တွဲပြစ်ဒဏ်များချမှတ်ခဲ့ကြောင်းသိရှိရပါသည်အဆိုပါတရခန်းများမှဆက်သွယ်ရေးနှင့်ကိုရက်လိမ့်လည်မှုများကာစီနိုများဖွင့်လှစ်ခြင်းရည်ရွယ်ချက်ရှိရှိတက်ဖြတ်ခြင်းရည်ရွယ်ချက်ရှိရှိတန်ရာရစေခြင်းပြန်ပေးဆွဲခြင်းငွေညှစ်ခြင်းစီစဉ်ခြင်း အာရမပြည်တစားလုပ်ငန်းနှင့်အခြားသူများကိုတရားမဝင်နှိမ်ဆက်ဖြတ်ကျော်ရန်စီယုံကျင်ခဲ့သောရာဇဝတ်မှုလှုပ်ဆောင်ချက်များလောင်ကစားလိမ့်လည်မှုနှင့်ရွှေ29ဘီလီယံကျော်လိမ့်လည်သွားမှုတရုတ်နိုင်ငံသား6ဦးသေဆုံးတရုတ်နိုင်ငံသားတအူမိမိကိုယ်ကိုတက်တည်ခဲ့ပြီးတရုတ်နိုင်ငံသားများစွာဒဏ်ရာရရှိမှုများမူရစ်ဆေးပွားမက်သက်ဖက်တမင်ဆက်တတန်ခန့်ကိုရောင်းချရန်နှင့်ထုတ်လုပ်ရန်လဲဘူပေါင်းကြံစည်ခဲ့မှုများဖြင့်ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်မြန်မာစစ်တပ်က တရုတ်နိုင်ငံကဖမ်းဝရမ်းထုတ်ထားတဲ့ပယ်ဆောက်ချိန်အပါအဝင်10ဦးကို2024ဇန်နဝါရီ10ရက်နေ့တွင်တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ပြီး2025ဇူလိုင်17ရက်၌တရားစွဲမှုများစတင်ခဲ့ခြင်းဖြစ်က2025ခုနှစ်နိုဝင်ဘာ4ရက်နေ့တွင်အပိသက်အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။ဆလဘီစစ်ကောင်းဆောင်၎င်းတဲ့သည့်မာရဝီဇီယာဖယားလူစီကားယံအမိန်ပေးစည်းရုံးနေပြီးရွေးကောက်ပွဲမတိန်ဆောင်ယံဖယားကူကုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကောင်းဆောင်ကမြန်မာနိုင်ငံတွင်ခိုင်ခံ့မှုအရှိဆုံးဟု ကြွားလုံးထုတ်နေသည့်၎င်းတည့်ထားသောမာရဝီစရကျောက်စင်းတုဖရ၌လူစီကားစီရန်နှင့်လာမီရွေးကောက်ပွဲအောင်မြင်ရေးအတွက်ရှိရွေးပြီးဖရကုကုနေချောင်းတရင်ရင်းမြများအရာသိရပါသည်အဆိုပါဖရတွင်လူစီကားစီရန်ဖွဲလန်းတပင်များဖြင့်စီယုံတိမ်တွင်လှောက်ဆောင်လျက်ရှိသည်ကိုလည်းတွေ့ရပါသည်ကဘာပေါ်ရှိစက်ကျင်ကြောက်သားထိုင်တော်မူဖရများအနေညံတော်အမြင့်ဆုံးဟုစစ်ကော်မရှင်ကထုတ်ပြန်ပြောဆိုထားတော်လဲမာရဝီစရဖရကိုစတင်တဲချိန်မှစ၍စစ်ကော်မရှင်လက်အောက်ခံနန်းစီရန်ဝန်ထမ်းများမှ မကြခဏဆိုသလိုမဖြစ်မနေလာရောက်ဖူးမြော်နေရကြောင်းသတင်းဌာနကစုံစမ်းသိရှိရပါတယ်။ထို့ပြင်မြန်မာနိုင်ငံသို့လာရောက်သည့်နိုင်ငံတကာမှအဖွဲ့အစည်းများ၎င်းတို့နှင့်နှီးဆက်သူများအပြင်ကျောင်းသားကျောင်းသူများကိုပါခရီးစဉ်စရိတ်ငိမ့်ဖြင့်ပို့ပေးနေပြီးမြမရိုးရပွဲလန်းတဲ့ပင်များကိုလည်းအစိုးရဖျားတွင်ပင်အတိအကထားပြုလုပ်လျက်ရှိပါတယ်။ အဆိုပါဖျားကိုစီကားစေရန်လှုပ်ဆောင်နေမှုအပြင်မကြမီ၎င်းတို့ပြုလုပ်သွားရန်စီစဉ်နေသောရွေးကောက်ပွဲအတွက်ပါရည်ရွယ်ရွေးစိုးရိမ်စိတ်များဖြင့်ဖျက်ခုခုနေသည်ကိုတက်တွင်တရင်အရာကြားသိရကြောင်းစီရီယံဘူကြီးစင်ရောကဆိုပါတယ်သူ့အနေနဲ့ရွေးကောက်ပွဲတွေအတင်းဆောင်ဖြစ်လာမလားလုံနေရင်းနဲ့ဘယ်နေရာတွေကဘာတွေဖြစ်အောင်မလဲစတာတွေစိုးရိမ်နေတယ်အဲ့ဒါမို့ဖျက်ခုခုနေတာလို့တပ်ဘက်ကလူကြီးတွေစီကနေကြားသိရတယ်ဟု၎င်းကတရင်ဌာနကိုပြောပါတယ် အာနာသိမ့်ပြီးနောက်ယာယီသမရာဟုမိမိကိုယ်ကိုသုံးနှုံးသေးသောစေကောင်းဆောင်သည်ငွေကြီးတန်ပေါင်းများစွာကုန်ကြခံသုံးဆွဲ၍၎င်းတို့ယုံဆိုင်ရနေပြီးတော့ဒက္ခိဏတိတိမျိုး၌ရှင်ဖျားကိုတီထားပြီးအမြဲဆိုသလိုဂုံယူပြောလေးရှိပါတယ်။ရှင်ဖျင်းစေကောင်းဆောင်သည်အင်းအားပြင်းစကိုင်းကလေးလှုပ်ခတ်ခြင်းကလည်းမာရဝိဇယဖျားကိုသွားရောက်ပြီးလေပြင်းတန်၊မြင်းကလေးတန်နှင့်တဘာဝဘေးတန်တို့ခံနိုင်မှုရှိစေရန်တိဆောက်ထား၍ထိခိုက်မှုနည်းပါးခြင်းဖြစ်ကြောင်းကြွားဝါပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီးပြင်သစ်သမ္မတကဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်နဲ့နိုင်ချင်းအားလုံးလွှတ်ပေးရန်တောင်းဆိုပြင်သစ်နိုင်ငံကမြန်မာပြည်သူတွေနဲ့အတူရက်တည်ပြီးပံ့ပိုးကူညီရန်အသင့်ဟုဖော်ပြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ပြင်သစ်သမ္မတအီမန်နျူရဲမက်ခရွန်ကနိုင်ငံတော်ရဲ့အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်နဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားအလုံးချွင်းချက်မရှိအ мян ဆုံးလွှတ်ပေးဖို့စာရေးသားတောင်းဆိုခဲ့ပါတယ်။ ကြားပြင်စစ်တရက်မတရားဖမ်းဆီးမှုခံရရတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေရိုးရွင်းလာမှုနဲ့တင့်လျော်တဲ့ကျမ်းမာရေးဆောင်ရှောက်မှုခံယူဖို့အခက်အခဲကြုံနေရတာကိုတားဖြစ်သူကိုထိန်လင်းကပြောပြလို့သိရတဲ့အတွက်အလွန်စိုးရိမ်မိတယ်လို့ပြင်သစ်သမ္မတကစာမရေးသားထားပါတယ်။ပြင်သစ်သမ္မတကနိုင်ငံတော်ရဲ့အတိုင်းပင်ခံပုဂ္ဂိုလ်စီကိုလိမ့်မှုပြီးရေးထားတဲ့အစာကိုပြင်သစ်နိုင်ငံသားရေးဝင်ကြီးဌာနရဲ့မြန်မာအထူးကိုယ်စားလှယ် Mr. Christian Lashevi ကတဆင့်ဒေါအောင်ဆန်းစုကြည်ရဲ့သားကိုထိန်လင်း King Eritan ပေးပို့ခဲ့တာဖြစ်ပါတယ်။2025အောက်တိုဘာ၁ရက်ရက်စွဲတက်ထားတဲ့ဒီစာဟာအခုနှစ်ပိုင်းအတွင်းမှကမ္ဘာထိပ်တန်းခေါင်းဆောင်တဦးကဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ပြန်လွတ်မြောက်ရေးအတွက်အလေးထားတောင်းဆိုတဲ့စာဖြစ်ပါတယ်။ကိုထိန်လင်းကလည်းပြင်သစ်နိုင်ငံရဲ့တနာဂယုနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပီးသားခြင်းတို့အတွက်ကျွန်တော်လှိုက်လှိုက်လေးလေးခံစားရပါတယ်။ဒါဟာအမှန်တရားငိမ့်ချင်းရင်းနဲ့လွတ်မြောက်ရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကဘာတဝမ်းကလူတွေကိုအသိပေးလိုက်တဲ့ စည်ရေးဆိုင်ရာခေါင်းဆောင်မှုတရဖြစ်တယ်လို့ရေးထားပါတယ်။အသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိဟာအချုံနောက်ထဲမှာကျန်းမာရေးမကောင်းတော့ပါ။မိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတလျှောက်စ조사ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။မိမိလွတ်မြောက်ခြင်းဟာလူအခွင့်အရေးနဲ့လူကုန်တိတ်ခါအတွက်သာမကမြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်တယ်လို့သူကရေးသားထားပါတယ်။ပြင်သစ်သမရာရဲ့စာရင်းမှာ2020နိုဝင်ဘာ10ရက်ရွေးကောက်ပွဲဟာလွတ်လပ်ခဲ့တယ်လို့ပြင်သစ်အပါဝင်နိုင်ငံတကာကအသိအမှတ်ပြုကြေဆိုခဲ့ပါတယ်။ ဒါပေမဲ့စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်သွေးဖက်တန်ယူဖြစ်စေတဲ့တုံ့ပြန်မှုတွေကြောင်းနိုင်ငံနဲ့ပြည်သူတွေအတွက်စိတ်မကောင်းဖွယ်ကာလရှိအကျက်အတဲအတွင်ကြာရောက်ခဲ့ပါတယ်။ဒီအခြေအနေကအိန္ဒိယနိုင်ငံတွေအပေါ်တက်ရောက်တယ်လို့ပြင်သစ်နိုင်ငံနဲ့ဆက်ဆံရေးကိုလည်းကမောက်ကမဖြစ်စေခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့ပြည်သူတွေလိုလာတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်မျှော်မှန်ချက်တွေတရားဥပဒေစိုးမိုးမှုတွေမြန်မာပြည်သစ်နှစ်နိုင်ငံကြားနိုင်ငံရေးစီးပွားရေးယဉ်ကျေးမှုအရာဆက်ဆံရေးတွေကောင်းမွန်ဖို့အပြည့်အဝထောက်ခံအားပေးတယ်လို့យေတာထားပါတယ်။ မြန်မာပြည်သူတွေအသက်အန္တရာယ်နဲ့ကြုံတွေ့နေရချိန်မှာပြည်သူများနဲ့ရှင်တွဲရက်တည်ပြီးတော့အကြမ်းဖက်မှုတွေလျှော့ပါဖို့တရားဝင်နိုင်ငံရေးခေါင်းဆောင်တွေရေးဆွဲထားတဲ့ငြိမ်းချမ်းရေးလမ်းကြောင်းကိုထောက်ခံအားပေးရန်ဆန္ဒရှိတယ်လို့လည်းစာမဖော်ပြထားပါတယ်။ဒေါ်ဆန်းစုကြည်ကျမ်းမာပြီးပြန်လည်လွတ်မြောက်ပြီးမိသားစုနဲ့ပြန်တွေ့ဆုံနိုင်မယ်လို့မျှော်လင့်တယ်လို့လည်းရေးသားထားပါတယ်။နောက်ဆုံးမှမြန်မာပြည်သူတွေအားလုံးချမ်းသာတယ်လို့နိုင်ငံကိုငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာဖို့အခွင့်အလမ်းရရှိစေရန်ပံ့ပိုးပေးရန်အသင့်ပြထားတယ်လို့လည်းမက်ခရွန်ကရေးသားထားပါတယ်။ ဆက်လက်ပြီးကြောက်ဖြူတွင် AAR ထိုးစစ်ဆင်နေသည့်အကြံဖက်စစ်တိတ်စစ်ကြောင်းသုံးကြောင်းတွင်နှစ်ကြောင်းပြတ်သွားပြီးနောက်တစ်ကြောင်းအား AAR ထက်ပြေးပြီးတာလွန် AAR ဖြင့်တိုင်းကြောင်းကိုဦးတည်ကထိုးစစ်ဆင်လာစစ်ကြောင်းသုံးကြောင်းနဲ့ထိုးစစ်ဆင်တာအခုတကြောင်းပဲကြံတော့တယ်အဲ့ဒီတကြောင်းကို AAR ဖြည့်တယ်တိုက်တယ်အခုလက်ရှိတိုက်ပွဲတွေအရန်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြောက်ဖြူမျိုးပြင်တွင်အာရကတက်တော် AA ထိန်းချုပ်ထားတဲ့နေမြင်များကိုထိုးစစ်ဆင်နေတဲ့ အကြံဖတ်စစ်တိတ်စစ်ကြောင်း၃ကြောင်းတွင်နှစ်ကြောင်းတက်ပြက်ပြီးနောက်ထပ်ကြန့်ရှိသည့်စစ်ကြောင်းတစ်ကြောင်းကိုအင်အားထက်မှန်ဖြည့်တင်းကတာလွန်အင်အားများဖြင့်၄ကြောင်း၈ကြောင်းနှင့်ရေပြင်လက်နက်ကြီးပစ်ကူများယူလျက်တိုင်းချောင်းရွာကိုထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာသည်ဟုသတင်းရရှိပါသည်။ရခိုင်ကမြမအကြံဖတ်စစ်တပ်သည်ဒညဝတီရေတက်စခန်းတီရှိရာတစ်ပုတ်တိုက်နယ်ဘက်မှကုလဘာရွာသို့ဦးတည်ထိုးနေသည့်စစ်ကြောင်းတစ်ကြောင် ကုန်းချွင်တိုက်နယ်ဘက်မှချောင်းဝါတို့ဥတီထိုးနေသည့်စစ်ကြောင်းတစ်ကြောင်းနှင့်ရဲတရင်32မှထုံထုံအင်အားများဖြင့်ထိုးနေသည့်စစ်ကြောင်းသုံးကြောင်းရှိခဲ့သည်ဟုသိရပါသည်။ယခုလက်ရှိတွင်ဒီတစ်ပုတ်တောင်စစ်ကြောင်းနှင့်ကုန်းချွင်ဘက်ကစစ်ကြောင်းမှဖျက်သွားကရဲတရင်32မှစုဖွဲ့ထားသောစစ်ကြောင်းတစ်ကြောင်းသာကြန့်ရှိတော်ပြီး၎င်းစစ်ကြောင်းသည်ယခုအခါအင်အား300ခန့်ဖြင့်အင်အားဖြန့်ခွဲကတိုင်းချောင်းကျွာတို့ဥတီစစ်ကြောင်းထိုးလာသည့်ဖြင့်အေအေနှင့်အပြင်းထန်တိုက်ပွဲဖြစ်ပွားနေသည်ဟုသတင်းရရှိပါသည်။ စစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်တာအခုတကြောင်းပဲကြံတော့တယ်။အဲ့ဒီတကြောင်းကိုအင်အားဖြည့်တယ်တိုက်တယ်။အခုလက်ရှိတိုက်ပွဲတွေအရန်ပြင်းထန်နေပါတယ်ဟုမြေပြင်ဒေသခံစစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။မြန်မာစစ်တပ်သည်စစ်ကြောင်း၂ကြောင်းဖျက်ပြီးနောက်၎င်းစစ်ကြောင်းများမှလက်ကျန်အင်အားများကိုလည်းရဲတပ်ရင်း၃၂မှစစ်ကြောင်းတွင်ပူးပေါင်းထားပြီးအင်အား၃၀၀ခန့်ရှိနေသည်ဟုလည်းသိရပါတယ်။ဒီရဲတပ်ရင်းစစ်ကြောင်းသည်အကြအဆုံးများစွာနဲ့နောက်ဆုတ်ထားရတဲ့စစ်ကြောင်းအခုအင်အားတွေကိုပြန်လည်စုဖွဲ့တယ်။ အခုစစ်ကြောင်းကအင်အား300ရှိမယ်။ဂျာကို150လောက်အင်အားစီဖြန့်ခွဲပြီးနေရနှစ်ခုကနေတိုင်းချောင်းရွာကိုထိုးစစ်ဆင်တော့လေကြောင်းရေကြောင်းလက်နက်ကြီးပစ်ကူတွေနဲ့ထိုးစစ်ဆင်နေ။ရေပြင်ချင်းလင်းတက်တွေကလည်းလက်နက်ကြီးပစ်ကူတွေတိုင်းချောင်းကျေးရွာမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်ဟုပြောပါတယ်။မကြာသေးမီရက်ပိုင်းကဆိုင်ချောင်းအကျော်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲတွင်၎င်းစစ်ကြောင်းသည်တက်ပြက်ရလောက်အောင်ထိအထိနာခဲ့ပြီးနောက်ထပ်တပ်ဖန်ပြန်လည်စုဖွဲ့က ရှမနီညာကကြီးရည်လီပြိုင်တူတိုင်းချောင်းကိုထိုးစစ်ဆင်လာခဲ့တဲ့ဖြင့်ယနေ့ထိတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေကြသည်ဟုဒေတာတွင်စစ်ရေးအခြေအနေများကိုစောင့်ကြည့်နေသူတအုပ်ကလည်းပြောပါရယ်ကျွန်တော်တို့ကြားတာကအင်အားကတော့300ကျော်ခန့်ရှိမယ်စစ်ကြောင်း2ကြောင်းဖြန့်ခွဲပြီးတက်လာတာပေါ့လေကြောင်းနဲ့လက်နက်ကြီးပြစ်ကူပြိုင်တူပေးပြီးတက်လာတာအခုကတိုင်းချောင်းကိုမရောက်မီနှစ်ဖက်တိုက်ပွဲကတော့ပြင်းထန်နေတော့မှာပဲဟုပြောပါရယ်လက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုနဲ့မြေသိဘက်က တက်နောက်ဆုတ်ရသည်ကိုလက်တလုံးမသိရသေးဘူးလို့သူကပြောဆိုပါတယ်။အဆိုပါတိုက်ပွဲပြင်းထန်မှုကြောင့်စစ်ကောင်စီသည်နေပြည်တော်မှာလက်နက်ကြီးများဖြင့်တရဆက်ပစ်ခတ်ခြင်း၊ drone jet fighter များဖြင့်အချိန်ချင်းအပြင်းအထန်ပုံကျဲခြင်းများကိုစက်တိုက်ပြုလုပ်နေသဖြင့်ပတ်ဝန်းကျင်ခြေရွာများမှဒေသခံများစစ်ပွဲမှဝေးရာခြေရွာများသို့ထပ်မံစစ်ပေးတင်းရှောင်နေရသည်ဟုသိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။